မန္တလေးမြို့မှာတော့ကျွန်တော်တို့မန္တီဖွဲ့လေးငယ်ဖွဲ့လောက်ရှိတယ်။လေးငယ်ဖွဲ့လောက်ကိုခုကျဲ့ထားတဲ့လုပ်ငန်းကိုကျွန်တော်ဖြားခေါ်တာဘယ်မှမမရဘူး။ဒါကျွန်တော်သားတစ်ပဲနဲ့တော့ကျွန်တော်ရဲ့စီနီယာညောပညာသင်ညီကိုနဲ့ဒါပဲလုပ်နေတယ်။နောက်တဲ့ကျွန်တော်တယောက်လို့လေ။အဲ့တယောက်ကခုတတိမရသေးဘူး။ရှိတော့ရှိတယ်ရှားတယ်ဖြစ်နေပါဘို့။အဲ့တော့သူတို့တချို့လည်းသွားတယ်အင်းလေးတဲ့သွားတဲ့လူပြောတယ်တနေ့ရတယောက်ကနောက်နှစ်ယောက်ကနန်းနေနဲ့မှစီးနေပြောတယ်။အများကြီးတော့မရှိဘူး။ဆယ်ကနေနေမရှိဘူး။မန်းနေမှာတော့အဲ့ကျွန်တော်တို့ အများဆုံးရှိတာ9ယောက်8ယောက်ပေါ့ဒီလောက်ပဲတချို့လည်းဂျာလုံးမစားတော့ဘူးဗျာအခြားလုပ်ငန်းတွေလုံးစားနေတယ်တွေ့တယ်မလိုက်တော့ကျွန်တော်တို့လည်းမလိုက်လာတော့အဲ့လိုဖြစ်သွားတယ်ဟိုဂျာကန်ဒရိုက်ခေါ်မလားဘူးကန်ဒရိုက်ကလက်ခံလိုက်တယ်ပေါ့နော်ကျွန်တော်တို့တစ်ချိန်ကရောက်လာတာဘူးရောက်လာတဲ့ကျတော့ဒါပေးရတဲ့ဘက်ကနင်းနင်းနောင်မှုရှိတယ်ပေါ့နော်ဟိုတို့ကကျွန်တော်တို့ခုကတက်ကြည့်နေတဲ့ပတ်စံမဟုတ်ဘူးဒါအတန်တက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 ်ကြာတယ်3000နဲ့လက်ခံပြီကျွန်တော်2000နဲ့အမေရိကန်ဒါမှမဟုတ်ရှိတယ်ဒါကတော့ အဲ့တတူတည်းနည်းနည်းနစ်နာသွားပြီလေကျွန်တော်2000ရတော့2000နာမယ်လုံနေတော့မှာပေါ့ပြောပြတာနော်ကျွန်တော်3000ပြီးရင်ကျွန်တော်ကရှယ်ရှယ်ချလို့ရတယ်အဲ့ဒီဘုံမျိုးတော့ရှိတယ်နော်ဒါလေးတွေထပ်ပြီးပြောမယ်ပေါ့နော်လုပ်ငန်းအတူဘက်ကနော်30ဆင်ញင်စီစီကြောင့်ကျွန်တော်အထူးမှားကြလို့ပါတယ်အခုတော်တော်များများအတက်တူကလည်းဈေးသက်သက်တယ်သဘောကျနေတဲ့ခက်ဖြစ်နေတယ်ပညာရဲ့တန်မှုဟိုစော်ကားတာမဟုတ်ပါဘူးနော်နားလည်မှုနည်းနေတယ်လို့ယူဆတယ် ဒီနေရာမှာတော့ကျွန်တော်သတင်းလာမီလို့ပြောခွင့်ရတာကျွန်တော်တအားကိုဝမ်းသာနေတယ်ပြောချင်ပါတယ်ပညာတံမိုးထားပြီးတော့ပြေးပြီးတော့ခိုင်းနေချင်ပါတယ်ဟိုလှုပ်လို့ရတဲ့နေရာမျိုးပေါ့နော်လှုပ်လို့မရတဲ့နေရာမျိုးပေါ့နော်အဲ့တော့ဘေးကလည်းဈေးပြိုင်စနစ်တွေလာတယ်ဟာဘယ်သူကဘယ်လောက်ယူလဲဆိုနောက်တစ်ယောက်ကချုပ်သိန်းနဲ့ဝင်လို့မယ့်နေရာလေချောင်းနေတာဒီအနေထားတွေကလည်းရှိနေတယ်ကျွန်တော်တို့လောကသားချင်းကလည်းဒီလိုပေါ့တက်ခိုက်ရလို့ရှိနေတယ်အဲ့တော့လက်ခံမယ်ဆိုရင်ကျွန်တော်တို့ကဟိုမနေ့မများလေးပဲပြောရဲတယ်တမိုးကြီးတောင်မပြောရဲဘူး ပြောတာနဲ့ပြိုင်နေလမ်းမှာနောက်ကောင်ကဝင်းမူကအသင့်ဖြစ်နေပြီဈေးချော့လိုက်လို့ရှိရင်အဲ့ဒီခက်ခဲတဲ့ရှိတယ်အဲ့တော့အဲ့သူကဒီလုပ်ငန်းပေါ်မှာစိတ်ဝင်စားပြီးလက်ရကောင်ကြိုက်ပါတယ်ဆိုတဲ့လူမျိုးနဲ့တွေ့မှာပဲကျွန်တော်တို့ကပြသခွင့်ရမယ်ဆိုရှိတယ်ကျွန်တော်တို့ရဲ့ပြောဆိုချက်ပေါ်မှာသူတို့နားလည်သဘောပေါက်ပြီးတော့ကျွန်တော်တို့တောင်းတဲ့ကြီးကိုပေးပြီးတော့ခိုင်းရင်လက်ရကောင်ရနိုင်ပါတယ်တခုကတော့အဲ့သူကလည်းသဘောပေါက်နေပြီးတော့သူတို့တက်တာကြီးစော်ကားတာမဟုတ်ပါဘူးဦးစားပေးသလိုတော့ဖြစ်နေတယ်တချို့ ကျွန်တော်တို့ကတဆင့်ခံရတဲ့ဝန်ထဲစရာကောင်းတာလေးဒီနားမလဲပဲနဲ့လက်ခံလိုက်တယ်ကျွန်တော်တို့ခုတပေကိုခံမှန်းကြီးနော်2000ပြန့်ပြန့်တော့တပေ2000နဲ့စီးနေတယ်မတက်တဲ့လူကကျွန်တော်3000တော့လက်ခံတယ်လက်ခံပြီးတော့ကျွန်တော်တို့ရှိရင်2000နဲ့ရောက်လာတယ်ရင်းနာစရာကောင်းတယ်ဒါလေးတွေရတော့ဟိုတပက်ကိုတော့စော်ကားတာမဟုတ်ဘူးပြော့ပြတာဒီနေထားတယ်လည်းရှိတယ်ဒါအခက်ခဲကိုနော်ဒါလေးတွေအတူကသတိပြုဖို့လိုတယ်တကယ်ပညာရှင်စစ်နဲ့တွေ့ပြီးတော့အဲ့ရင်တော့ ပေးရတဲ့ငွေကဖြည်းဖြည်းရောက်ရောက်ခုသူတို့ပေးလိုက်တဲ့3000ကျွန်တော်တို့လက်ထက်ရောက်ကြည့်ကျွန်တော်တို့ပညာကုန်ပြလို့ရတယ်ဒါလေးအတူဘက်ကသတိချားစီလို့ကြောင်းသတင်းဌာနအနေဖြင့်ကျွန်တော်စကားလေးလက်ဆောင်ပါပြရတယ်နော်ဒီကေပညာချင်းအစ်စ်ကိုဘယ်မှာစီထားတယ်ဘယ်မှာလုပ်ဖို့ဆိုလဲအာမနာပါနဲ့ကိုယ်တိုင်တက်တာလားမေးပြီးမှကိုအဆေချင်းတယ်နော်ဒါလေးကျွန်တော်စကားလက်ဆောင်ပါပြရတယ်ပညာတိုက်ခိုက်တာမဟုတ်ဘူးမြေနှိမ့်ရရင်တော့နှိမ့်ရတဲ့လက်ရပဲလောက်ကြမှာလေ သူဝမ်းစာရေးကိုမထိခိုက်ထိခိုက်မခံဘူးဗျာနော်နေရရင်တော့ဒီနေ့ဥမာငားပေပြီးမြဗျာပြီးမြတော့ငားကိုဟုတ်ကဲ့ဟိုငားပေပြီးအောင်စီသွားမှာပဲနော်အဲ့တော့ကျွန်တော်တို့ဈေးကောင်းရရင်ကြတော့ကျွန်တော်ငားပေမပြီးတော့လက်ငန်းလက်ဝင်သွားရင်၃ပေတော့ပြီးမြ၄ပေတော့ပြီးရင်ပြီးမြဈေးပို့ရထားမှကျွန်တော်ဖြစ်မှာလေနော်အဲ့အနေထားရှိတယ်နောက်တစ်ချက်ကဂျာတွေကမြင်သာတဲ့အထည်တွေအတုခိုးလို့ရတဲ့ပညာတွေဖြစ်တဲ့အတွက်တိမ်ငေါသွားနိုင်တယ်ကျွန်တော်တို့လက်ရကောင်းတွေမထုတ်ခဲ့ဘူးဆိုရင် နောက်လူတွေကျွန်တော်တို့လည်းဒါအမှန်ပြောတာမြင်စရာတွေအများကြီးပဲကျွန်တော်မိုးမိတ်ကမိုးမိတ်မှာလှုပ်သွားလို့တော့မိုးမိတ်ကနေဟိုကနှမိုင်တော်ဝေးဝေးတဲ့ရှင်းရှင်းနေတောင်းမှာကျွန်တော်ပုံညာတစ်ခုရခဲ့တယ်အဲ့ပုံညာကိုကျွန်တော်အင်းလေးမှာပုံ16မျိုးလောက်ထုတ်ပြလာအနုစိတ်ပေါ့အဲ့ပုံညာတော်တော်တမိုးရှိတယ်ပုံညာဆိုပေမဲ့ကျွန်တော်တည်းအမှန်တမိုးရှိတယ်သူ့ကိုအမိပြီးမှကျွန်တော်ထုတ်တာပေါ့ဒါတွေကြတကယ်ပညာရေးတွေဖြစ်သွားပြီအဲ့လိုမျိုးပညာပြဖို့အတွက်ကကျွန်တော်တို့ပစံနော်တန်တန်ကြီးပေးဖို့လိုတယ်ပေါ့ဗျာဒါလေးနော်နည်းနည်းရရင်လည်းခွင့်လို့ပါနော်ကျွန်တော်တို့ငွေမက်တယ်လို့မဟုတ်ပါဘူးနော် ကျွန်တော်တို့ကိုက်ညီတဲ့ဈေးပေါ့ဗျာနော်လုံနိုင်တဲ့ဈေးမျိုးလေးကိုဆိုလိုပြောတာပါနော်အဲလိုရည်ရွယ်ပြီးပြောတာပါဟုတ်လားဒီမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတခုဖြစ်တဲ့နော်မန်စီရလုပ်ငန်းအဲဒီမှာပါဝင်တဲ့မန်စီလုပ်ငန်းကိုဆက်လက်ပြီးတော့ဖျားကြောင်းကန်နေအားလုံးဘုန်းကြီးရဟန်းလူပုဂ္ဂိုလ်အစားပြီးတော့ဓမ္မဟောင်းနေအားလုံးကကျွန်တော်တို့ပြန်ပြီးအားပေးစေချင်ပါတယ်မြတ်စွာဘုရားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုရင်ကျွန်တော်တို့ပြိုးပြပြရောင်လက်လက်လေးတွေကကျင်းရွာကျင်းရွာဝယ်ရဆောင်တယ်လို့ကျွန်တော်အမြင်ပါနော် ရှိတဲ့အတွက်ဆက်လက် အားပေးကြပါအောင်ကျွန်တော်တို့ရဲ့ပညာရေးမျိုးကမ်းမသွားအောင်ဆက်လက်အားပေးစီကြောင်းတော့အထူးပြောကြားလိုပါတယ်အထူးကိုပြောကြားလိုပါတယ်ဒါလေးရတယ်